င်္ဂလာပါဒီနေ့ကျမတို့ဆွေးနွေးသုံးသပ်ကြည့်ကြမှာကတော့မန္တလေးတိုင်းပျော်ဝယ်မြို့နယ်ကရွာလေးတရွာအကြောင်းမှာကန်တဲလို့ခေါ်ပါတယ်ဟုတ်ကဲ့ခင်ဗျာကန်တဲရွာတဘာဝအလာတယ်ပြီးတော့အဲ့ဒီကကျေလက်လူနေမှုဘဝပုံစံတွေကိုဖော်ပြထားတဲ့အချက်လက်တချို့ရထားပါတယ်အဲ့ဒါတွေကိုအခြေခံပြီးဒီရွာလေးအနှစ်သာရကိုနားလည်အောင်စူးစမ်းကြည့်ကြမယ်ပေါ့နော်အချမ်းဖြင်းကြည့်လိုက်ရင်တော့ဒီရွာကဟိုမြန်မာနိုင်ငံလေပိုင်းကတခြားရွာတွေနဲ့တိကျွားမယ်မထင်ဘူးသူတို့အဓိကစိုက်ကြတာကမြေပဲ နန်းငရုတ်ဒီလိုတီးနေနေပို့ပြီးတော့ဝက်မွဲမြူကြီးဒါကိုလည်းစီးပွားဖြစ်လို့ကြားရတယ်လို့ဆိုရဲဟုတ်ကဲ့ကျမစိတ်ဝင်စားတာတခုကကျွေးတွေနွားတွေနဲ့လယ်လုံငန်းလုံးနေတော့ပဲဆိုတဲ့အချက်ပဲအဲ့အဲ့ဒါကတော်တော်လေးထူးခြားတယ်လို့ပြောရမယ်ဒီခေတ်ထဲမှာလည်းဟုတ်တယ်နော်ရွာပဝန်းကျင်မှာလည်းစိန်စုံနဲ့လယ်ကွင်းတွေရေကန်းလေးရှိတယ်ဆိုတော့ရှုခင်းကတော့လာမှာပဲအင်းဒါပေါ့ဒါပေမဲ့အဲ့ဒီကျွေးနွားတွေနဲ့လက်ထုန်နေဆဲဆိုတာကိုနည်းနည်းပူကြည့်အောင် အဲ့ဒါကလည်းရိုးရမှုလို့လုပ်နေတာတက်တက်တော့ဟုတ်ချင်မဟုတ်မယ်ဟုတ်ကဲ့ရရှိထားတဲ့အချက်လက်တွေရဆိုရင်အဲ့ဒီဒေတာရဲ့မြေမျိုးစာယာဒီဥလူအခြေအနေတွေရလေအင်းခစ်မီစက္ကရိယာဤတဲ့ထံဒီကျွဲနွားကိုတုံတာကပို့ပြီးတော့အဆင်ပြေနေတော့ပို့တင့်တော်နေတော့ဖြစ်နေမှန်ပါတယ်စိုက်ပျိုးရေးအပြင်နောက်ထပ် အဓိကလုပ်ငန်းတစ်ခုကိုလေစာတမ်းမှာဖော်ပြထားသေးတယ်လေအဲ့ဒါကဝက်မွေးမြူရေးတဲ့အဲဒီရွာကမိသားစုတော်တော်များများလောက်ကင်ကြတဲ့အသက်မွေးမှုဖြစ်ပုံပဲနော်စာရဲသူကဝက်ချံလေးတွေတန်ရှင်းတက်ရပုံဝက်ကလေးတွေပြေးလွှားနေတာမြင်ရတာစိတ်ချမ်းသာစရာကောင်းတယ်လို့တောင်ဆိုထားသေးတယ်ဟုတ်ပါတယ်အဲ့လိုရေးဖွဲ့ထားတာတတိထားမိတယ်ဗျာอืมဒီတော့စိုက်ပျိုးရေးရောမွေးမြူရေးရောပေါ့ဒီနှစ်ခုကဒီရွာရဲ့စီးဝါးရေးအသက်သွေးကြောတင်မကဘူး လူမှုဘဝရဲ့အုတ်မြစ်တွေအဖြစ်ပါစာတန်းကရှုမြင်မှုဖော်ပြထားတယ်ဆိုတဲ့သဘောပေါ့။တဲ့ကျမသတိထားမိတာတစ်ခုကအဝေးရောက်နေတဲ့ရွာခန့်တွေရဲ့ခံစားချက်ကြီးပါ။အင်းအချက်လက်တွေထဲမှာဖတ်ရတာကသူတို့ကန်တဲ့ရွာကိုတော်တော်လွမ်းကြတယ်စမ်းတကြတာပေါ့။ရွာရဲ့တဘာဝရှုခင်းတဲ့အပြင်ပေါ့လေ။အင်းသူတို့အမတ်ရဆုံးကရွာကဟင်းလျာတွေရဲ့အရာသာတွေ။အာသူတို့ထင်ကိုယ်တိုင်းစိုက်ထားတဲ့တီးနံတွေနဲ့ချက်စားတဲ့အရာသာမျိုး နောက်ပြီးမိသားစုတွေအိမ်နီးနားချင်းတွေနဲ့အတူတူလဲထဲမှာပင်ပင်ပန်းပန်းလှုပ်ခေရတာတွေအဲ့အမတ်တရားတွေပေါ့ရှိ ਉ မလားဒါကလေလူနဲ့မြေလူနဲ့အတိုက်အဝင်းကြားကဆက်နွယ်မှုဘလောက်နှဆိုင်နေဆိုတာကိုပြတာပဲဟုတ်ရိုးရှင်းတဲ့ကြည်လက်ဘဝမှာအတူတူလှုပ်ကြအတူတူစားကြတဘာဝတရားနဲ့နီးနီးကပ်ကပ်နေကြရတာကနေရတဲ့စိတ်ပိုင်းဆိုင်ရာ ခိုင်မာမှုမျိုးပေါ့ဟုတ်ကဲ့ မတန်းဒီထဲမှာပါတာကဒီရွာမှာရိုးရပွဲလန်းတွင်ဒီအလူအတန်းဒီကိုလည်းအတူတူလောက်ကြတော့မယ်တဲ့။အော်။အီလာဒီအားလုံးကလူမှုဆက်ဆံရေးတွေကိုခိုင်မာစေပြီးတော့ရွာကိုစိတ်ထဲမှာအမြဲအိမ်လိုဖြစ်နေစေတာပေါ့လေ။တော်ဟုတ်ကဲ့ပါ။ဒီနေ့တော့ဒီလောက်ပါပဲ။